ဗမာဘရင်း channel ကနေကြိုးဆိုပါရစေ။ကျွန်တော်တို့ကနေ့စဉ်အခုလိုကြောင်းရတယ်ကိုတင်ဆက်ပေးနေတာဆိုတော့လေနေ့တိုင်းကျွန်တော်တို့ channel ကို live နားဆင်ဖို့ဖိတ်ခေါ်ချင်ပါတယ်။ကြောင်းရကိုမစခင်မှာဗမာဘရင်း channel ကို subscribe လုပ်ထားပေးပါဦးနော်။ကဲဒီနေ့တော့ရွေရွေချက်တွေကိုလက်တွေ့ဖိလာအောင်ဘယ်လိုလုပ်မလဲဆိုတဲ့အကြောင်းလေးတည်းကိုအထူးထူးဝင်လက်ကြအောင်ဗျာ။ဒီရှင်းလင်းချက်ကိုစထားတာကတော်တော်လေးအားကောင်းတဲ့အတွေးခေါ်တစ်ခုနေပါ။အရေးကြီးတဲ့အရာတွေကိုရှောင်လွှဲနေမယ်ဆိုရင်လေဘဝကတိတ်တဆိတ်ဖြစ်တန်ခတ်သွားလိမ့်မယ်တဲ့ဆလိုတာကရှောင်လွှဲခြင်းမှမျက်စိနဲ့မမြင်ရပေမဲ့အချိန်ကြာလာတာနဲ့ပြန် တဖြည်းဖြည်းပေးဆက်နေရတဲ့တန်ဖိုးတစ်ခုရှိနေတယ်ဆိုတာပါပဲ။ဒါကတတော်များများကြုံဖူးကြမှာပါ။တနေ့လုံးအလောက်တွေနဲ့ရှုံနေတာပဲ။ဒါပဲညဘက်ရောက်တော့ဘာမှအမင်းမရရမပြီးသေးသလိုခံစားရတယ်။နောက်ကျအကျန်နေသလိုပဲပင်ပန်းနေပြီးတော့တနေ့မှာပဲတန်တရားလဲနေသလိုမျိုးပါ။အဲ့လိုခံစားကြမျိုးပါ။ဟုတ်ပြီ။အဲ့လိုဘာမှမပြီးမြောက်ဘလို့ခံစားနေရတဲ့အကြောင်းရင်းကပါနေဆိုတော့အမှန်တကယ်အရေးကြီးတဲ့အရာတွေကိုရှောင်ဖယ်နေလို့ဘဝကနေ တိတ်တဆိတ်တုံ့မြန်နေတာအပြစ်ပေးနေတာပါပဲအလုတ်တွေကိုရွှေဆိုင်ထားတယ်ဆိုတာကအလကားရတာမဟုတ်ပါဘူးအဲ့ဒီလုတ်ရက်ကကိုယ့်ရဲ့အောင်မြင်မှုကိုမခိုးယူခင်မှာစိတ်ရဲ့ငြင်းချမ်းမှုကိုအရင်ဆုံးခိုးယူသွားတယ်စိတ်ပိုင်းဆိုင်ရာဝင်ထုတ်ဝင်ပိုးကြီးတစ်ခုကိုတည်ထားရတယ်လို့ပါပဲစိတ်ထဲမှာအမြဲတမ်းလေးလံနေတာပေါ့ကောင်းပြီဒါဆိုဘာလို့များဒီလိုဖြစ်နေရတာလဲအဖြေကရှင်းပါလေကျွန်တော်တို့ရဲ့ဥနောက်ဟာ တိုးတက်မှုကိုဖြစ်စေအဆင်မပြေမှုတွေအတွက်တည်ဆောင်ထားတာမဟုတ်ပဲတက်တောင်တက်တာရှိမှုနဲ့ဘေးကင်းလုံခြုံမှုကိုပဲဦးစားပေးဖို့ပုံသင်ခံထားရလိုပါအခုဒီ slide မှာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ကြွားချားချက်တစ်ခုကိုတွေ့ရပါမယ်။ motivation ဆိုတာကလီလိုပဲပြီးတော့လာမယ်ပြီးတော့တွားမယ်ဆိုတာမကြည့်နိုင်ဘူး။ diet discipline စီကံရှိခြင်းကတော့ခံစားချက်ပေါ်မူတည်တာမဟုတ်ပဲကိုယ့်ရဲ့ဆုံးဖြတ်ချက်ပေါ်မှာပဲမူတည်ပါတယ်။နေ့စဉ်တည်ဆောက်ယူလို့ရတဲ့အရာတစ်ခုပါ။ဒီစကားက တကယ်မှန်ပါတယ်တတုံးတတရှိမှုကနေခွန်အားကြီးတဲ့လူတယောက်ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးအမတ်တရားဖြစ်စေမဲ့ဘဝတစ်ခုကိုလည်းဘယ်တော့မှ ပုံဖော်ပေးနိုင်မှာမဟုတ်ပါဘူးတကယ်တိုးတက်မှုဆိုတာကိုယ့်ရဲ့ comfort zone အပြင်ပန်းမှာပဲရှိနေတာပါဒီတော့အဖြေက တွေးနေတာနဲ့မဆပါဘူးစိတ်ထဲမှာဘလောက်ပဲငင်းဆန်နေပါစေလက်တွေ့လှုပ်ဆောင်ခြင်းနဲ့ပဲစတင်ရမှာပါခံစားချက်ကိုဦးစားမပေးဘဲလှုပ်ဆောင်ချက်ကိုပဲအတင်းကြွတွန်းလို့ရမှာပါ အဓိကတော့ချက်ကပထမဆုံးခြေလမ်းကိုတေးနိုင်တယ်လို့တေးအောင်လွတ်လိုက်ဖို့ပါပဲ။ဥမာလီချင်းခံလို့ဖို့ဆိုရင်ဖက်နယ်လေးကိုပဲယဉ်စီလိုက်တာမျိုးစာဖတ်ဖို့ဆိုရင်စောက်ကိုအရင်ဖတ်လိုက်တာမျိုးပေါ့။အဲ့လိုဆိုရင်ဦးနောက်ကညင်းခုန်ဖို့အချင်းမရတော့ပဲ။နောက်ဆက်တွဲရှင်ကသူ့လိုလိုပါလာပါလိမ့်မယ်။အဲ့လိုတင်းခဲ့တဲ့လုံဆောင်ရက်လေးတွေတိုင်းကကိုကိုကို လေးစားမှုဆိုရဲအုတ်တတိုင်ကိုတစ်ချက်ချင်းပြန်တိဆောက်ပေးပါတယ်။ပြီးတော့အတွေးတွေကကို့အပေါ်မှာသခင်မဟုတ်ဘူး။ကို့ကသာသူတို့ထိန်းချုပ်လက်သူဖြစ်တယ်ဆိုတာကိုတက်တေပြလိုက်တာပါပဲ ဒါပေမဲ့လက်သက်လှုပ်ဆောင်ရုံနဲ့တော့မပြီးသေးပါဘူး။လှုပ်တဲ့အလုပ်ကလမ်းကြောင်းမှန်ပေါ်မှာမရှိဘူးဆိုရင်အတင်းကျပ်လှုပ်ဆောင်နေပါကြအတိပယ်မရှိဘူးဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်အရေးကြီးဆုံးအချက်ကအလုံးများအနေချင်းနဲ့တိုးတက်နေချင်းကြားကခြားနာချက်ကိုတိဖို့ပါပဲ။တခါတလေမှအလုပ်ထိရှုပ်နေလားကြောင့်ပင်မနှွမ်းနဲ့နေနိုင်ပေမဲ့တကယ်တမ်းကျတော့ကိုကမူလနေလာမှာပဲရှိနေတုံဖြစ်နိုင်ပါပဲ။အာယောဆူဆိုင်မှုကောင်းတစ်ခုကိုဖန်တီးတယ်ဆိုတာကကိုယ့်ရဲ့စိတ်ဆွမ်းအင်ကိုကာကွယ်ဖို့ ဥယျံတဲကပေါင်းမင်တွေကိုရှင်းလင်းနေရသလိုပါပဲတန်ဖိုးမရှိတဲ့အရာတွေကိုမြန်မြန် no လို့ပြောအရေးမကြီးတဲ့ notification တွေကိုပိတ်အရေးကြီးတာတွေကိုပဲရှင်းတန်းကြီးချွားဖို့နေရာပေးရပါမယ်ကဲစတင်ခြင်းကတိုက်ပွဲရဲ့တဝက်ပဲရှိပါသေးတယ်စီကန်ရှိခြင်းဆိုတာကတော့လူတစ်ယောက်ကိုအစအကနေအဆုံးထိပန်းတိုင်ထိတက်ဆောင်သွားပေးမယ်ခိုင်မာတဲ့တရားကြီးတစ်ခုပါပဲဒီစကားကပြီးဆုံးအောင်လုပ်ချင်းရဲ့လည်းရေးပါပုံကိုမိမောင်းထုတ်ပြနေပါတယ်အလောက်တစ်ခုခုကိုအဆုံးတက်လိုက်နိုင်ခြင်းက ကိုကိုကိုယုံကြည်မှုကိုအားကောင်းစေပြီးအနာဂတ်ပန်းတိုင်တွေအတွက်လိုအပ်တဲ့အရှိန်အဟုန်ကိုတိဆောက်ပေးပါတယ်။တကယ်ကျွမ်းကျင်မှုဆိုတာစိတ်လှုပ်ရှားစရာကောင်းတဲ့အခိုက်အတန့်နေမှာတိဆောက်တာမဟုတ်ပါဘူး။တခြားသူတွေမလို့ချင်တဲ့တိတ်ဆိတ်ငြိမ်သက်ပြီးငြင်းငွေးစရာကောင်းတဲ့တစ်ခါတလေလဲလှုပ်ရတဲ့အလုပ်တွေထဲမှာစိတ်ရှည်တီးခံပြီးတိဆောက်ရတာပါ။အဲ့ဒီနေရာကနေပဲတကယ်အောင်မြင်တဲ့မွေးဖွားလာတာပါ။နောက်ဆုံးမှာတော့အေယာအလုံးကနေစဉ်ရင်ဆိုင်နေရတဲ့ ကိုအတွင်းစိတ်ချဲကအသံနှစ်ခုချားက ရွေးချယ်မှုတစ်ခုစီကိုပဲပြန်ရောက်လာပါတယ်လူတယောက်ကဘယ်အတန်ကိုနားထောင်တယ်လဲဆိုတာကပဲသူတို့ရဲ့ဘဝဖြစ်လာပါတယ်တစ်ခုကတဲတောင့်တဲတာရှိမှုနဲ့နောင်တစီကိုဥတည်ပြီးနောက်တစ်ခုကတော့ခွန်အားနဲ့ပြည့်စုံမှုစီကိုဥတည်ပါတယ်ဘယ်လိုင်းကိုရွေးမလဲဆိုတာကတော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်ပါပဲ ဒီနေ့ကျွန်တော်တို့ကရွှေဆိုင်ချင်းရဲ့ပေးဆက်ရမှုတွေစီကံရဲ့အရေးပါပုံပြီးကိုတင်းငဲတဲ့လောက်ဆောင်ချက်တွေရဲ့စွမ်းအားကြောင်းကိုဆွေးနွေးခဲ့ကြပါတယ်ဒီရှင်းလင်းချက်ကနောက်ဆုံးမှဒီမဲခွန်းလေးကိုစဉ်းစားတောင်းတဖို့ချန်ထားခဲ့ပါတယ်ကိုလိုချင်တဲ့ခွန်အားဟာရွှေဆိုင်တာကိုရက်လိုက်တဲ့အချိန်မှာစတင်တယ်ဆိုရင်အဲ့ဒီအချိန်ကအခုပဲလားအခုတင်ဆက်ပေးတာကိုကြိုက်နေတဲ့တဲ့ဆိုရင် like ပေးပြီးတော့ကိုယ့်ရဲ့အမြင်တွေကို comment မှာပြောပြပေးခဲ့ပါဦးနော်